ဥရောပအနေနဲ့အမေရိကန်နဲ့တရုတ်ကိုဒီပညာဆိုင်ရာတီထွင်မှုတွေမှာကြီးစိုးထားခွင့်ပြုလို့မဖြစ်ဘူးလို့အခုနှစ်စီးပွားရေးနိုဘယ်ဆုရှင်တွေကတူးဖြစ်တဲ့ပြင်သစ်နိုင်ငံကဖီလစ်အာဂျီယွန်ကပြောလိုက်ပါတယ်။အာဂျီယွန်ဟာအခုနှစ်စီးပွားရေးနိုဘယ်ဆုကို အမေရိကန်အစ္စရေးလူမျိုးဂျိုမိုကီယာနဲ့ကနေဒါကပီတာဟောင်းဝက်စတိုနဲ့အတူပူးတွဲရရှိခဲ့သူဖြစ်ပါတယ်။ ရရှိခံတဲ့စီးပွားရေးဖွံ့ဖြိုးမှုမှာနည်းပညာရဲ့တက်ရောက်မှုသူတည်သနာအတွက်ရရှိခဲ့ကြတာဖြစ်ပါတယ်။ဥရောပနိုင်ငံတွေအနေနဲ့နည်းပညာခေါင်းဆောင်နေရာကရှော့ချပြီးအမေရိကန်နဲ့တရုတ်တို့ကိုခေါင်းဆောင်ဖြစ်ခွင့်ပေးလိုက်လို့မရဘူးဆိုတာသိရမယ်လို့ကျွန်တော်ထင်ပါကြောင်းအခုနှစ်ဆူရသူများစီးရင်နေကျင်ညာတဲ့ Stockholm သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုဖုန်းကတဆင့်သူကဖြေကြားသွားခဲ့ပါတယ်။ 1989ခုနှစ်များကတည်းကအမေရိကန်နဲ့ဥရောပနိုင်ငံတွေအကြားဒဏ္ဍာရီဥစ္စာကွာဟချက်ဟာကြီးထွားလာခဲ့တယ်လို့သူကပြောပါတယ်။ဒုတိယကမ္ဘာစစ်နဲ့80ခုနှစ်အလယ်အကြားမှာဥရောပဟာတိုးရင်း GDP မှာအမေရိကန်ကိုမှီလာပြီးနောက်ပိုင်းမှာတော့ဒဏ္ဍာရီဥစ္စာကွာဟချက်ကြီးမားလာခဲ့တာဖြစ်တယ်လို့သူကပြောခဲ့ပါတယ်။လောကမီဒီယာကဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube ်မှာမမဝေပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအတိအပြည့်ထိတ်ခေါ်လိုက်ပါစေ။